်မင်္ဂလာပါဟိုရက်ကကျွန်တော် line 2နာရီမြင်းကြံ blood type ကအဖွဲပုံမိုက်ခဲတို့အတွက် line 2နာရီဆွင့်တာအားလုံးပေါ်အဲ့ဒီ line ဆွင့်ချိန်မှာရတဲ့ bandwidth က3,4554ပထမကျွန်တော်ထည့်ထား2,9800အဲ့တော့အဲ့3,4554ကိုကကျွန်တော်2,9300နဲ့6,090ပဲရတယ်2,9800ကိုက 3ဒိန်း6200ပဲနှစ်ခုပေါင်းလိုက်တော့245ဒိန်း2190ဘတ်တီကိုမြင်းကြံဘရက်တိုက်ကအဖွဲကိုကျွန်တော်တို့လွှဲပြောင်းပေးလိုက်ပါပြီမြင်းကြံဘရက်တိုက်ကအဖွဲမှာဘန္နာထိန်ကဘန္နာထိန်တော့ဒီနာယကအစရှိပါတယ်အကြောင်းအရာတစ်ခုကိုမြင်းကြံဘရက်တိုက်ကအဖွဲကဘုံမိုက်ခဲကခေါင်းဆောင်ဖြစ်နေလို့ဘုံမိုက်ခဲတဦးတဘောနဲ့လောက်ွင့်မရှိပါဘူးเนาะအဲ့တော့ပြပဝင်လာတဲ့ငွေကအစပြီးတော့ ထောက်ပံ့ငွေအရာအလုံးကိုသူတို့အဖွဲ့စီမင်းစည်းကမ်းနဲ့ဗန်နံငွေကြေးကိုတုံးဆွဲရတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်အားလုံးလဲပြောသားဟုတ်ပြီနော်ဘလောက်ရတယ်ဘယ်လိုပေးလဲဆိုတာအခုအဲ့ဒီပတ်စံကိုငပောက်ဘာပြောလဲကြည့်တော့နော်ကျွန်တော်အဲ့လိုမျိုးလေအချက်နဲ့အလက်နဲ့စောရတာတားရတာရှိတယ်ဒီနော်ကြည့်ဝါနော်အဲ့တော့မင်းတို့ငပောက်ကိုဖုံဖုံတို့ဆရာတော်တို့တွားခေါ်နေတဲ့ဒူတွေလာခဲ့ပါဒီဗီဒီယိုပိုင်းလေးကိုကြည့်ဝါနော်ကြည့်တော့ တဲ့သူကိုတိုင်းပြည်နဲ့လူမျိုးဘာသာတရဏာအတွက်အားကိုးလို့ရတဲ့တမရိုးဝိုင်းရမယ်တမရိုးထောက်ခံရမယ်တမရိုးချစ်ရမယ်ဆိုပြီးပေါကရော်တို့2013 2013မှာဒီရင်းလိချိန်ကြီးပြောင်းလာတာရင်းလိချိန်ကြီးပြောင်းလာတာသုံးနည်းသူသွားပါပဲဟောတမရိုးတိုင်းပြည်တို့အားကိုးရတယ်ပေါ့အဲရွာတွေကိုမီးပုံရှို့ထားတာအားကိုးစရာလားလိန်နဲ့ဘုံကျဲရအားကိုးစရာလားအမြောက်နဲ့ပြစ်တာအားကိုးစရာလားမရင်းကျင့်တာအားကိုးစရာလားမညာနဲ့နော်မရင်းကျင့်ကန်တဲ့လူတွေအခုလွတ်လာပြီးတော့ပြောတာနဲ့ဘယ်နှဦးရှိနေပြီလဲ ကာယကရှင်ကိုယ်တိုင်ပြောတာနော်နော်ကာယကရှင်ကိုယ်တိုင်ပြောတာလင်နဲ့မယားနှစ်ယောက်လုံးဖမ်းသွားတယ်မယားကိုလင်ရှင်းမှာမရင်းကျင်ပြီးတက်ပြစ်တယ်အလှလို့ကိုတွတ်လို့တွားတယ်တာမန်ပြည်သူတွေတော်လိုင်းနဲ့ဘာမှပတ်သက်တဲ့လူလည်းမဟုတ်ဘူးဟမ်ကောင်မလေးတယောက်ဆိုင်ကယ်နဲ့တွားတယ်ဖမ်းပြီးတော့မရင်းကျင်ပြီးမီးရှို့တက်ပြစ်တယ်တယောက်ကထွက်ပြေးလာလို့ပြန်ပြီးတယ်ဟိုမှာလည်းလင်ကထွက်ပြေးလာလို့ပြန်ပြီးတယ်မတိရတဲ့လူတွေတပုံကြီးအဲ့တော့အဲ့အားကိုးစရာပေါ့တတ်မတော်ကအော်အေးအားအားကိုးအားကိုးထိုက်ပါတယ်နော်ရုပ်ရှင်လောက်ကဘယ်လိုမင်းမီပူဆိုးတာပေါ့ ပို့ဆိုးတာပေါ့သူတို့အားကိုးလို့ရတယ်သူကချင်ပါပေါ့အားကိုးလို့များသူလက်ကချင်ပါမလားသူတို့စီးပွားရေးအစီအမေးသူချင်ပါပေါ့အစီအမေးတို့လက်ကချင်ပါမလားရှေ့ရုံနဲ့သူတို့မိသားစုအစီအမေးမသွားဘူးလေရှေ့ရုံနဲ့သူတို့မိသားစုလည်းပဲမသွားဘူးလေဗျာဟုတ်လားအခုကြည့်လိုက်ခင်ဗျားတို့အားကိုးရတယ်ဆိုတော့ငင်းကြံရမိုက်ခဲဟုတ်လားလေလိုက်ပေါ်မှာဖြစ်သွားပြီခုလေလိုက်ပေါ်မှာသူလည်းတောက်စားရပြီဟပ်ပါဟဲ့တယောက်တော့ဝက်တောက်စားရပြီငင်းကြံဘရက်တိုက်ကအဖွဲမိုက်ခဲကလေလိုက်ပေါ်မှာပြောသွားပြီ အဲ့တော့မြင်းကြံမှာအခြေပြုလှုပ်ရှားနေတဲ့အဖွဲတွေကဘာတွေလဲမင်းမင်းဖေးနေတာငပောက်ကအဖေးတာနော်ကြည့်ပါစက်ကြည့်ပါပါနော်ငပောက်အမှပြောရတဲ့စကားကိုကျွန်တော်ပြန်စက်ကြည့်ပါမိုက်ခဲမြင်းကြံမှာမရှိဘူးမိုက်ခဲမိုးကုတ်ပဲပါခင်ဗျားတို့ပြောတဲ့မိုက်ခဲမိုးကုတ်ပဲမှာမိုက်ခဲလားထညာခဲလားပါလားတော့မသိဘူးမိုးကုတ်ပဲမှာခုဒီနေ့အကုပ်ပြီးမှပါတယ်ခုတို့ဂျောင်းလည်းပြစ်လာတယ်မြင်းကြံမှာမိုက်ခဲမရှိတာတော့တိကျတယ်ဘာဖြစ်လို့တိကျတယ်မိုက်ခဲလူမျိုးကိုမိထားတယ်လေ မိုက်ခဲရဲ့ဗရန်ပါလီနှစ်ခုကိုမိထားတယ်လေရေလွှဲချွတ်မြက်ကပြပါလားလို့ဗီဒီယိုဖိုင်လေးဖြင့်ပုံလေးဖြင့်ပြပါလားမင်းတို့ဘက်မှာဗဒတ်တွေတေလိုက်ဗဒတ်တွေမိလိုက်တရားဟောင်းမှလည်းတက်တင်ပြနေတယ်နော်တိုင်ရင်တက်ဖွဲ့တွေဆိုတာ NG အောက်ကတိုင်ရင်တက်ဖွဲ့မှာအင်ကုန်းနံပါတ်တွေရှိတယ်ဒီအခုဆိုမြင်းကြဗဒတ်တိုက်ကားဖွဲ့ဆိုမြင်းကြဗဒတ်တိုက်ကားဖွဲ့တိုင်ရင်နံပါတ်ရှိတယ်မြင်းကြဗဒတ်တိုက်ကားဘလို့ပြလေမပြပဲနဲ့မြင်းကြဗဒတ်တိုက်ကားဖွဲ့ကတိုင်ရင်မြန်ရဲ့ဘာဖာမဖင်နေဟိုနေဝင်နေအတန်းနဲ့ဟမ် ဗရမ်မနှစ်ယောက်အမိသာအလင်းဝင်လာတယ်ပေါ့အလင်းဝင်လာတယ်ဗရမ်မနှစ်ယောက်ကမိုက်ခဲရဲ့တပည့်နှစ်ယောက်ကိုမိထားတယ်ဟုတ်မင်းစကားပြောတာပါတယ်ပထမတော့မိထားတယ်ပြောတယ်နော်အခုအလင်းဝင်လာတယ်ပြောတယ်ဘယ်စကားအမှန်လဲဟမ်တူတူပြောတဲ့စကားနှလုံးပြင်နေတယ်တကယ်ပြောပြောကဲချီဦးတဲ့မိုးဘဘက်မှာအဲ့ဘက်ကနေဟောင်းနေအဲ့ဘက်ကနေအော်နေတာတဲ့ဒီကောင်တိတယ်လေသေမာလေးဒီတယ်မှာရှင်းရင်မင်းရဲ့ဘက်မှာကိုထိုးစစ်ကစနေထိုးစစ်ကလုံးနေတယ် အလူလက်ကံခွေးပြွက်ဝဲပြည့်စရာနေရာမရှိဖြစ်နေရဗရက်ကအဲ့တော့မိုက်ခဲကလည်းနာမည်ရှိပြီးသားလေနာမည်ရှိပြီးသားဆိုတော့နည်းနည်းတော့တောင်းစားလို့တော့အဖျားအနာတော့ရအောင်ပါလေအဲ့တော့ဟောင်းစီနဲ့ဟဲ့မင်းတယောက်ထဲပိုင်လို့တော့မရအောင်နော်ငါကမင်းကိုတောင်းပေးမယ်ဟုတ်ဟုတ်လားအဲ့တော့နိုင်ငံနဲ့ဟောင်းနဲ့မင်းတဝက်ငါတဝက်မင်းထောက်ပတ်နဲ့ထဲကတရားဝင်ထောက်ပတ်တဲ့မင်းကောက်တဝက်ပေးရမယ်အဲ့တော့ဘယ်သူမှတိလို့မရအောင်နော်ဘယ်သူမှတိလို့မရဘူးမင်းလည်းစင်ပြေငါလည်းစင်ပြေစင်ပြေလားကြည့်တယ်โอเคငါတောင်း အော်ဒါတင်ငန်းခြုံထားတဲ့လူပြောက်ကပြောတဲ့စကားတယ်ကွာဟမ်အံ့ဩလို့မစုံဘူးနော်ဟဲ့ငါပေါ့မင်းမေမတ်တင်ရွှေမင်းအဲ့လိုပဲတင်ထားတာဟုတ်လားမတ်တင်ရွှေမကဘာဖြစ်လို့စကားကိုမဟုတ်ကမဟန်တာကိုမတိပဲနဲ့ပြောထွက်တာလေမင်းခြုံထားတဲ့တင်ငန်းကိုမင်းအားမနာဘူးလားဟမ်မတ်တင်ရွှေမကဟုတ်လားအခုငါပြောလိုက်တဲ့စရင်အဲမင်းညာဘလက်တိုက်ကအဖွဲမှာစရင်စစ်လို့ရတယ်တိလားကြိုက်တဲ့ဘက်တွားစစ်မနာကလည်းရှိတယ်ဟမ် ။ဘာဖြစ်လို့မင်းတစ်ဖက်သားပေါ်မဟုတ်တဲ့စကားကြီးကိုအဲ့လိုမျိုးပြောရဲတာလဲ။မင်းဝင်ထားတဲ့သင်ငန်းအားမနာဘူးလား။ကဲမဟုတ်ဒီပိကိစ္စတွေပြောတာတာထားတော့နော်။အခုဒီဗီဒီယိုဖိုင်ကိုကြည့်ဝါတူကျွန်တော်ပြချင်တာအဲ့ဒါ။အဲ့လိုလုပ်လို့ရလား။မဟုတ်ကျွန်တော်မေးချင်တယ်ရလား။အဲ့လိုအဲ့လိုလုပ်လို့ရလား။ကဲမင်းဘလက်ဒိုက်ကလားအဖွဲကခေါင်းဆောင်တဲ့နော်။အနေဘိုမိုက်ခဲနဲ့ကျွန်တော်နဲ့ပေါင်းပြီးတော့အလူခံမယ်ရတဲ့ငွေတယောက်တော့ဝယ်အဲ့လိုလုပ်လို့ရလား။ဟုတ်ကျွန်တော်မတိလို့ပါတကယ်။နော်။ ျွန်တော်အကောင်လုံးပေးလိုက်တယ်အဲ့ဒါဆိုရင်ပြန်တောင်းရဖို့လားမဟုတ်လို့လုပ်လို့ရရင်ကျွန်တော်ပြန်တောင်းမလို့ပါအဲ့တကယ်ပြောတာဖះစုရပါသေးရဲ့ကျွန်တော်တကယ်မသိလို့ပြန်တောင်းရဖို့လားဟာလားမတ်တင်ရွှေမှာဒါငပောက်ငါပြန်တောင်းလို့ရတာအော်အဲ့လိုမျိုးတယောက်တော့ပေါ့ကဲမိုက်ခဲညီလေးမင်းအဲ့ဒါဆိုရင်တော့ငါ့ကိုမင်းကိုလွှဲပေးလိုက်တဲ့ငွေအလုံးပေါင်း245သိန်း2190ဆိုတော့120 122သိန်းခွဲ့ တထောင်နဲ့အဲ132သိန်း5000 132သိန်း6000နဲ့900ရမယ်945ပဲပေါ့ဟော45ချက်ပေါ့သူချက်ဆိုတော့ဟောမစိုးဘူးဟဲ့ဟမ်245သိန်းဆို100သိန်းပေါင်းရာကျော်ရမှာပြန်တောင်းမို့လားဟောအဲ့အောင်လို့မစိုးငပောက်ရအကောင်ပြောတာမချက်ဘူးလားအဲ့လိုစကားတွေပြောတာဟုတ်တယောက်နဲ့တယောက်မုန်းတီးတာရတယ်လေအဲ့လိုမဟုတ်တာကြီးကိုအဟုတ်လို့ပြီးပြောတော့မင်းတို့ ။ဗာမင်းအခုပြောလိုက်တဲ့အတွက်မင်းပြောလိုက်တဲ့စကားကိုလူတွေကယုံသွားတာ။ဟာအခုဒီမင်းဗီဒီယိုဖိုင်ရောငါ့ဗီဒီယိုဖိုင်ရောကြည့်နေတဲ့လူတွေခေါင်းထဲမှာအုံနောက်ရှိတယ်ငပားဟောက်။အဲလူတွေခေါင်းထဲမှာအုံနောက်ရှိတယ်။မင်းတယောက်ပဲခေါင်းထဲမှာအုံနောက်ရှိပြီးအခြားလူတွေအခွန်တွေမဟုတ်ဘူး။နော်။မင်းတကယ်ပညာမဲ့ပြီးသားတယ်နော်။ဘာလို့ဆိုပညာမဲ့တဲ့အတွက်အကောင်းဆုံးအကြောင်းအကျိုးအမှားမှန်မစင်းစားနိုင်ဘူး။ငါပြောလိုက်ရင်သူတို့ယုံရမှာပဲထင်တယ်။စကားတစ်ခုကိုလက်လွတ်စပယ်ပြောချပြတယ်။ ဆိုတင်ငန်းချွတ်လိုက်ပေါ့အဲ့ဒါဆိုလေဘာလို့ပို့တင်ငန်းကြီးချုံမလဲဒါမကြတော့ပါဘူးနော်တော်လိုင်းပြီးတော့ပါမကြတော့နော်တော်လိုင်းပြီးတဲ့တနေ့ငပောက်တို့ဘယ်လိုဖြစ်မလဲကြည့်ရင်တော့နော်ပြောလာပါဘူးနော်အဲ့ဒါကြည့်မြင်အောင်ပြတယ်အဲ့တော့ငပောက်ကိုတဖုံးကြီးလို့တတ်မှတ်ပြီးတော့ဥကုန်းချနေတဲ့မင်းတို့ဖြူစောတီးတွေကိုပြောချင်တာကကြည့်မှန်တယ်မင်းတို့ငပောက်နဲ့ငါနဲ့ဘက်ချင်းမတူဘူး तू ကစစ်တပ်ကိုအားပေးထောက်ခံတယ်ငါတို့ကစစ်တပ်ကိုတိုက်ခိုက်တယ်ဒါပေမဲ့ တဖက်သားပေါ်ကိုဖုံးကြီးလို့ကိုယ့်ကိုခံယူထားလူပြောက်ကကြံခတ်တီနဲ့မတိအမှန်အမှန်ကိုပြောသွားတယ်ပြောတာပြောသွားတယ်လို့ပြောသွားတာကြံဘာဖြစ်လဲဖောင်စီနဲ့ပေါင်ပြီးတယောက်တဝက်အဲ့ဆိုပြန်တောင်းအောင်မိုက်ခဲမင်းငါ့ကိုတဝက်ပြန်ထွေးပေးပြီးတော့နော်နော်ကျွန်တော်ငါတချက်ကဟတ်စစ်စတန်အောင်ကျွန်တော်မယူထားဘူးနော်ဗန်ထဲကိုဝင်တဲ့ငွေအားလုံးကသူတို့ဗန်ဗန်အောင်မှကျွန်တော်ဗန်တောင်းထားတာမဟုတ်ဘူးရှင်းတယ်နော်အခုမြင်းကြံဘလက်တိုက်ကားဖွဲ့ကို နှစ်နာရီတွင်းမှာအဲ့ဒီဘန်နှစ်သိန်းကျော်ကိုရှာပေးလိုက်တာဒီကိုစိဘန်တုံးထားတာမဟုတ်ပါဘူးမြင်းကျက်ဘလက်တိုက်ကအဖွဲဘန်ကိုတုံးပြီးတော့ပေးလိုက်တာနော်ဟောအဲ့လိုတောင်းလို့ရလား sorry မတည်ဘူးဒါဆိုရင်တော့ဘုံမိုက်ခဲချိန်မှာကျွန်တော်တိန်းတသိန်းအဲတိန်းတရား20ကျော်ပြန်ပြီးတော့တောင်းအောင်ပြောရတာပေါ့ဘာလို့တယောက်တော့ဝက်ရတယ်တော့ငါပေါက်ပြောတာပေါ့နော်မြန်ကြည့်ရလားအဲ့အောင်းလို့မဆုံးအဲ့အောင်းလို့မဆုံးဒါကြီးတော့ မဟုတ်ကျွန်တော်ပြောတာလေကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းချွတ်တလေရှိတယ်နော်အာငါငါတို့ရောဖုန်းကြီးอ่ะအာငါငါတို့ဖုန်းကြီးဘို့လို့ပြောတာပြောပါစေဖုန်းကြီးကစိတ်တော့ကောင်းပါလေအဲ तू तू ဝင်နေဖြစ်လို့ပြောတာမဟုတ်ဘူးနော်အဲ့လိုလုပ်လို့မရဘူးမှားတာမှားတာမှန်တာမှန်တာမှားတဲ့အလုပ်ကိုဘယ်သူပဲလုပ်လို့တရားမင်းမိုးဘွားစင်းလာပြီးလုပ်လဲတရားမင်းမှားတယ်လို့ပြောရင်ရမယ်ရှင်းရှင်းလေးမားတဲ့အရာကြီးကိုလုံနေတာကိုလက်ခံလို့မရဘူးမဟုတ်တာလုံနေတာကိုလက်ခံလို့မရဘူး နော်အမြင်မတူလို့ရတယ်ဘက်မတူလို့ရတယ်အောက်တန်းချလို့မရဘူးငပေါ့မှာမရှိတဲ့အပြစ်ကိုကိုစီဆွဆွဲပုတ်ခတ်တာမြင်ဘူးလားကိုစီတင်ငန်းမချုပ်ထားဘူးနော်နော်တန်ကာရဲ့ယူနီဖောင်းဆိုတဲ့ဒီလူအများလေးစားရတဲ့တင်ငန်းကိုမချုပ်ထားဘူးကိုစီဒါပေမဲ့အဲ့ဒီတာမန်လူဝိကြောင်တဲ့ကိုစီဟာမင်းရောက်ဒီငပေါ့အပါဝင်သူတို့ဘက်မှာသူတို့ပထွေးခေါ်နေမင်းအောင်လိုင်ရစပြီးတော့အောက်ခြေအယိုးကြိုက်တယ်အစုံ မရှိတဲ့အပြစ်ကိုရှိပါတယ်လို့ကျွန်တော်လီဆယ်ပြီးတော့ပြောတာမြင်ဘူးကြတယ်ကျွန်တော်ဘယ်တော့မှမပြောဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တိတ်ခါကြမှာလေသူများမှာမရှိတဲ့အပြစ်ကိုငပေါ့မှာမရှိတဲ့အပြစ်ကိုကျွန်တော်သွားပြောလိုက်ကျွန်တော်အောက်တန်းစားခွေးမျိုးဖြစ်မှာအေးအဲ့လိုပဲငပေါ့လဲကျွန်တော်အခုလိုမျိုးเนาะကျွန်တော်တော့မှဘာမှမသိရဘူး90စတန်တော့မယူထားတဲ့လူကိုဘာဖြစ်လဲထွက်ဝဲယူတယ်လို့သူသိတဲ့ပုံစံမျိုးနဲ့လီဆယ်ပြီးပြောလိုက်တဲ့အတွက်အဲ့ဒီငပေါ့ကဘာဖြစ်လဲရွှေချံငပေါ့ဖြစ်တာပေါ့ဖာတယ်ငပေါ့ပေါ့ ဖာကြတာလေဟမ်အဲ့ဒါသူ့မင်းကဘာဖြစ်ကုန်လဲမတ်တေရွှေဖြစ်တာဗောမတ်တေရွှေတန်းငပောက်နော်ဒီညဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ခေါင်းစဉ်လေးလှလာလေးပေးပေးမယ်မတ်တေရွှေတန်းငပောက်ရဲ့ကိုစီနဲ့ဘုံမိုက်ခဲပေါ်ဖာကြကန်ဆိုပြီးတော့နော်အဲ့ဒါဒီဗီဒီယိုဖိုင်မှာလာခဲ့ပါလားအဲ့အောင်လို့မဆုံးဘူးကျွန်တော်အကောင့်ပြန်ဒီလိုပြောထွက်မယ်လို့အဲ့ဒါဒီလိုဟာမျိုးတွေကိုကျွန်တော်တို့တန်ခါဆိုပြီးဥချမှာလားဖတ်တာတနာဖြစ်တာ ်တန်ကာဆိုတာအဲ့ဒီ uniform ဆိုတာတန်ကာရဲ့ uniform ဒီ uniform ခြုံထားတဲ့ပုံကိုဒီတန်ကာဝိနည်းနဲ့အညီနေရမှာရပါအခုဟာက तू ကတန်ကာဝိနည်းမပြောနဲ့တာမန်လူတယောက်ထက်တောင်ယုံညံ့နဲ့ပြောနေတာစဉ်းစားကြည့်ဒါသာသနာဖြစ်တာမဟုတ်ဘူးလားဟုတ်တယ်နော်မြတ်စွာဘုရားကဘာဖြစ်တယ်မှုတာဝါဒဝေဒမိတိတ်ခါပြန်တမာတိယာမိနော် तू ကဘာလုပ်နေလဲလက်ညာပြောတာတော့ရိုးရိုးလက်ညာမဟုတ် ကိုယ့်ကိုလိန်ညာတာမဟုတ်ဘူးအဲ့အဲ့ဆယ်လာပိုင်းထောင်ထဲမှာ25ဖြစ်ပါလေဗျာဒီကနေ့လိန်ညာပြောတာတော့ရိုးရိုးလိန်ညာတာမဟုတ်ဘူးနော်အာဟုအဲ့ငါဘာမလုပ်မိလို့လှုပ်ထားတဲ့အရာကိုမလုပ်ပါဘူးပြောဆိုတာဒါတမျိုးအခုကသူများတကောင်ကိုပါစွတ်စွဲပုတ်ခတ်တဲ့အလုပ်အဲ့နောက်ထိအောက်တန်းကျတဲ့အလုပ်လုပ်လာစဉ်းစားကြည့်အဲ့ဒါတာသနာဖြတ်တာမဟုတ်ဘူးလားဟမ် ပဲတိတဲ့ပုံစံခတ်တိနေပြောပြောရဲတာကိုကျွန်တော်အံ့ဩတယ်အကောင်းပြောတာပါတကယ်တကယ်ဘုရားသခင်အံ့ဩတယ်ကျွန်တော်ဟာဒီကောင်နေဒီနောက်တောင်တိုက်ခါမဲ့တယ်ပေါ့လေဟုတ်လားတအားသူတို့ကတိုက်ခါဆိုတော့ပြောစရာတော့မရှိတော့နော်အော်ဒုက္ခငါပေါက်ရဲငါတနာရည်လာဘူးဒါပဲဖြစ်ရဒါပဲဖြစ်ရဒါလည်းနိုင်ငံရေးပါနာဘူးပဲနိုင်ငံရေးစုပေါင်းပါဘူးပဲသေုံပေါ်မြင်ကြမှာရှိတဲ့ငတုံးကအပရက်တယ်ညာလားလေသေုံပေါ်ပောက်ကိုတော့လည်းအညာလားပါပဲ အဲတော်စမ်းပါကွာလူများညာတာမင်းညာတာလာသူများညာတာတွေကစစ်တပ်ကိုဒီအာဏာရှင်ကိုအမျိုးပြောင်တိုက်နေတဲ့နော်တိုင်းနိုင်ငံသူရဲကောင်းအညာသားတွေမင်းတို့ခွေးမျိုးမဟုတ်ဘူးငပောက်ရဲ့ကိုညာသားတွေကိုချစ်လို့ကိုတော်လူတောင်သားတွေကိုတန်ဖိုးထားလို့ရိုးသားတဲ့လူတွေကိုချစ်လို့ရိုးသားတဲ့ချစ်နော်အဲ့တော့ငပောက်နဲ့ပတ်သက်လို့ကျွန်တော်ပြောရင်ဒီခါကျရင်ကျွန်တော်အားပေးတဲ့လူတွေမှာရှိတယ်ဟိုဘာသာရေးရှင်းဆိုအယူရှိတဲ့လူအကိုစီမှန်တယ်ကိုစီပြောတော့ဒါပေမဲ့မပြောနိုင်တဲ့သူကတင်ငန်းချုပ်ကြီးနဲ့ ။အတင်ငန်းချုံသားနာမယ်ကျွန်တော်တို့ကမဟုတ်တာလုပ်နေတာမဟုတ်တာပြောနေတာထိုင်ကြည့်ပေးရမလို့။မဟုတ်ဘူးကျွန်တော်ကျွန်တော်မှားရင်လည်းမှားမယ်နော်။ကျွန်တော်အမြင်ကိုကျွန်တော်ပြောပြတယ်။တင်ငန်းချုံသားတိုင်းမဟုတ်တာပြောနေမယ်မဟုတ်တာလုပ်နေမယ်ထိုင်ကြည့်ရမယ်ဆိုတာတော့ကျွန်တော်လက်ခံပေးလို့မရဘူး။ဘာမှထုံထုံမဟုတ်တာပြောတာမဟုတ်တာပြောတဲ့လူပဲဖြစ်မယ်။မဟုတ်တဲ့စကားကိုပြောရင်အဲ့လူကမဟုတ်တာပြောတဲ့အဆင့်အတန်းပဲရှိမှာပဲရှင်းရှင်းလေးပဲအဲ့တော့တင်ငန်းချုပ်ထားတာမို့လို့မဟုတ်တာပြောရင်ထိုင်ပြီးခွင့်ထုတ်ပေးရမှာဒိတ်ပဲမရှိဘူ မဟုတ်တာပြောတာမဟုတ်တာပြောတာပဲအခုကြည့်အမြင်ကြီးမဲ့သူတို့ရတယ်ဘက်ချင်းမလို့သူတို့အောက်တန်းကျလို့မရဘူးလေဒါအင်မတန်အောက်တန်းကျတဲ့လောက်ရကြီးကြီးဟမ်ယူဖို့ကောင်းတာကျတူမဟုတ်ကျွန်တော်ကိုကိုနိုင်ကြခံပြီးတော့ဒီလိုမျိုးပြောရဲတာကိုကျွန်တော်အံ့ဩတယ်နော်အဲ့လိုကြီးချင်းလို့ဥပမာရေးပြမှာပေါ့မြောက်ရေးပြမှာအသာလေးပါဘာပြောရလဲဆိုတော့အခွားကြီးသူပြောတဲ့မြင်းကျန်ဗလက်တိုက်ကားခေတ်ဆန်နဲ့ပတ်သက်လို့မကြခင်အောင်ဝဲသတင်းကြားပါခဏလေးစောက်ပါနော်ဒီချိန်မှာကျွန်တော်မပြောနိုင်ဘူး တင်းလာကျွန်တော်အလုပ်တစ်ခုကိုအလဟတ်ဘယ်တော့မှမလုပ်စိတ်ချနော်ငပောက်ကိုအိတ်ထိန်ကြမှာလေငပောက်ရဲ့တွေ့ရတယ်တဲလက်ကြည့်ပြီဒီပြမှာခု PDF တွေတိတ်မရှိတော့ PDF တွေရှိတော့အဖွားကြီးကမ PDF တွေမရှိမင်းသွားပြလေမင်းအဲ့သွားပြလေပြောမနေနဲ့တွေ့တာပေါ့ငါသာဆာဆာဆာတဲ့မင်းတို့မှပြရပြရတယ်တဏ္ဍာကြီးခိုင်းပြီးပြရတာဆိုတော့တဲ့မင်းကမင်းတို့ကအားရှိမှဖြစ်မှာလေဟုတ်လား စစ်တပ်လာလို့ရှိရင်မင်းတို့မှတနာကြီးထိုင်ပြေးရတာဆိုတော့တဲ့မင်းတို့ကအားရှိမှဖြစ်မှာငါသာစစစဆိုတော့ဟိုဗရက်ကောင်ကလားအဲ့ဒါကလည်းဘွားတော့ကြည့်ပြီလေစိတ်တူကတော့မလိုလို့ဆက်ရတော့မလိုလို့ဆိုတော့ဟိုကကြောင်တော်တော်နဲ့ဖြစ်နေဟုတ်လားဒီလိုပါဝယ်တနာကြီးထားအဲ့တော့ဘွားကြီးကကြွေကြွေပဲပြစတယ်မဲမဲစတယ်မဲမဲပြေးရမှာမဟုတ်ကြောင်းနဲ့ဟုတ်လားဒီလိုပဲဘယ်လိုဆိုတာကနော်ဟုတ်လားဟောအဲ့ဒါဆိုမင်းတို့လေရင်မတော့ဝဲပြည့်ရဲ့လားအဲ့ပထတ်တွေကဲအဲ့စစ်တပ်လိုင်းပြေးပါတယ်ဆိုတော့ပထတ်တွေကို no price zone တတ်မှတ်ပြီးတော့ပြည့်ရဲ့လားပြည့်ရဲ့လားငါပေါ့ မင်းတို့မှာလက်နှစ်ဆက်ရုံရှိတယ်နော်အင်အား9သိန်းအရန်အင်အား2သိန်းကျော်ပြီးရင်အခုစစ်မှုထမ်းအင်အားအပတ်စဉ်20ကျော်ပြီနော်အကုန်ပေးတယ်လေတမျိုးပဲမတုံးမပြည့်ရတာအဲ့လောက်လေးပဲပြန်ပြောတိလားဟမ်ဘာမှမရှိတဲ့လက်လက်တုံးချောင်းထောင်ပြီးတော့စန့်ကျင်တဲ့ပြည်သူကိုအင်အား9သိန်းကျော်စစ်တီအင်အား9သိန်းကျော်အရန်အင်အား2သိန်းကျော် ပြီးစစ်မှုထမ်းဥပဒေလေရင်လိုရင်ငုတ်တင်းကားတို့မျိုးတိုက်ချင်းပြဒေါင်းတို့မျိုးလက်နက်မျိုးစုံရှိလက်နက်ထောက်တဲ့စက်ရုံတွေကပ္ပစတွေတပုံကြီးရှိတဲ့ကောင်တွေကအဲ့ဒီစကားပြောတာမရှက်ဘူးလားမင်းတို့ဟုတ်လားမင်းတို့အာနာသိငါးနှစ်ရှိပြီအဲ့ဒီအင်အားတွေနဲ့အာနာသိနေတာဘလူ့ကိုတိန်းတာလေလက်တစ်ချောင်းမှလက်လက်ထဲမှလောင်းတစ်ချီပဲရှိတဲ့လူကိုဟမ်အဲ့ဒီလီတစ်ချောင်းတော့မင်းတို့မနိုင်တဲ့ဘဝလေအမေအဲ့လောက်မင်းကပါတာဆာဆာပြေဖို့လူဝင်းကြိုက်စကားကြီးတအားပြောတတ်တယ်နော်အမတိဟုတ်တော့ဘာဗဒတ်တွေကမနိုင်ဘူးကစစ်တပ်ကို ဟုတ်လားမင်းတို့စစ်တပ်ကယူထားတဲ့အနေထားကိုကြီးလိုက်ပြီလေရင်လေးပဲမတုံးနဲ့တိုက်ရဲလားလို့လေရင်လေးပဲမတုံးနဲ့တိုက်ရဲလားအဲ့ဒါပဲပြောနော်အဲ့တော့ဦးဇင်းတို့ပြောချင်တာကတော့လူတိုင်းလူတိုင်းကတော့ပြောင်းလဲမှုရှိကြမှာပါပဲ။ကိုချစ်တဲ့သူကမှအာကိုလို့မြဲကိုချစ်တဲ့သူကမှအသုံးမကျတာ။ကိုချစ်တဲ့သူကမှဒရီမမှန်တာ။ကိုချစ်တဲ့သူကဖောက်ပြန်တာကြီးကို။ကိုချစ်တဲ့သူကဖောက်ပြန်တော့အာကိုလည်းမရတော့ဆောက်တော့အဲ့တော့အာကိုလို့ရရသူချစ်မှာပေါ့။ ပါကုလို့မြင်ရတဲ့လူချစ်တော့ဘဝပြန်မှာပေါ့ဒုက္ခရောက်မှာပေါ့ဒါတာမိုက်တီဟုတ်လားလေးစားနေစောတို့ရဲ့ဦးစင်းတို့ဟုတ်အခုအာအာထောင်းမှာ900လားမတော့အဘကံပြေးကြကြလားနော်ကင်စာဖြစ်ပြီပဲသေတော့မလိုလိုအစာအိမ်ထဲကအတဲကင်စာကြီးရပဲဒီနေ့ထောင်းရအောင်ဘကံပဲနောက်နေ့ပဲသေတော့မလိုလိုနောက်တိမှာပေါ့ဟုတ်လားဒါတာမိုက်တီကကိုငိမ့်ငိမ့်မနေဘူးငိမ့်ငိမ့်မနေဘူးမထိကလို့ထိကလို့လို့တော့ခင်ရတယ်အမကံတော့အရင်ကဆွဲထားတယ်ပုံမှန်900ကနေပါသွားပြီမှာသူတော့ဖင်အာ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 ဖင်အာအမကံတာ အမင်းတို့ပြောတော့ပါတီစုံဒီမိုကရေစီစနစ်တို့ပါတယ်မင်းတို့စစ်တပ်အုပ်ချုပ်တာကိုခံမလားရွေးကောက်ပွဲသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်တက်မလားမင်းတို့ဒီမိုကရေစီလမ်းကြောင်းပေါ်တက်တော့ကောင်းနေကွန်မန်းလေးတော့အမှန်မခံအဲ့လောက်ကြောက်တယ်ပေါ့အသေးလေးသွားပေးအောင်အပေးမခံအဲ့လောက်ကြောက်တယ်ပေါ့ဟမ်မင်းတို့တွေဂျွန်လကီးတွေငါပေါ့တိလားမင်းတို့မရှက်ဘူးဒါပေမဲ့ငါကြည့်ကြမင်းတို့တွေရှက်မတတ်ဘူးရှက်စရာကောင်းမှမတိတာလားမင်းတို့နေရာမှာငါဆိုရင်ရှက်လို့သေးရောဟမ်ငါပြောသလိုဘာဒီတိုင်းပြည်ရဲ့အဆောက်အဦကြီးဟမ်ကြီးရလေတတ်မတော်ကြီး အင်းအား9သိန်းခင်မီလက်နဲ့ drone လေရင်ပြအကုန်မျိုးစုံရှိတဲ့ဟာကြီးအဲ့ဒါကြီးကဘာမှမရှိတဲ့ပြည်သူကိုအာနာသိန်းတာအာနာသိန်းတာတစ်နှစ်နဲ့မနိုင်နှစ်နှစ်နဲ့မနိုင်သုံးနှစ်နဲ့မနိုင်တော့ဒီကြားနဲ့တတ်ထားရတဲ့ဘုံဖြစ်နေပြီဟဲ့ဥပဒေပေါင်းကြော်လုံပြီးတော့အဲအဲ့ဒါကိုငါတို့ကတတ်မလို့ကဘာဖြစ်တယ်ရမိတာပြောရှက်စရာကြီးကြီးတယ်ဟမ်ဘာသမလို့ဟိုလူကလေဟိုဆရာကြီးဘုံတင်ပြောတဲ့စကားမှန်တယ်ရှက်စရာကိုရှက်စရာကောင်းမှမတီးတဲ့အဖွဲ့စီချင်းပြည့်စည်းမှာပဲဆိုတော့ မပူနဲ့ငပေါ့ငါတို့ဒီတော်လှန်ရေးဘက်ကမတိုက်လဲမင်းတို့ဟာပြက်ကိုပြက်မှာမင်းတို့ကပြက်ချိန်တန်းနေတာနော်ဘယ်လောက်ထိပြက်လဲဆိုအလိုနည်းပြိုကျမဲ့တိုက်လောက်ဖြစ်နေပြီမင်းတို့ကဘဝရည်နော်အဲ့ဒါမယုံရင်စောက်ကြည့်လိုက်ကောင်းဝင်လက်မထိုးပြီးတာဒါလိုက်မိုက်ဒီ900ငါးထောင်ထဲမှာနေခဲ့ဦးတဲ့ကျမ်းမာရေးမကောင်းလို့အစာရေးမကောင်းလို့ကင်ဆာမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့နော်ဒါမျိုး င်ရတဲ့အမကံများအဲ့တော့ဘာလဲပြောပြောနေတိုးတို့မြင်းမြတ်တို့နေဝင်းတို့အကုန်လုံးပေါ့ဗျာအကုန်လုံးဒီမှာတွက်လဲတို့တွက်လဲဆိုရင်ခင်းလိုက်တာမြင်လိုက်ခင်းလိုက်တာမြင်လိုက်နော်တွက်လဲကိုမြင်တယ်ခင်းလိုက်မြင်အဲ့တွက်လဲနေဥဆောင်နေခင်းလိုက်နေဥဆောင်နေခင်းလိုက်နေဥဆောင်နေခင်းလိုက်လဲကြည့်လိုက်လေသူချစ်တဲ့သူကမှအားကိုးလို့မရတာအားကိုးလို့ရတယ်သူ့မိသားစုရဲ့သောက်ဝင်နေသူတို့ရဲ့လက်ပတ်ကိုခင်းလိုက်လိုက်ချစ်မှာပေါ့ရောင်ရောင်တင်းတင်းတာဘောမမာတာလေသူလဲဘောလေးတော့မကြောက်အောင်တော့ထိတ်ထားမှာပဲလေအခင်းလဲဟုတ်လားဒါမျိုးပါပဲနော်ကိုကပြောရလို့ရှင်တော့ ပူလောင်တာပေါ့ဗျာပူလောင်တာပေါ့မင်းတို့ငါတို့ကြတော့မိဘရင်နဲ့ဝေးနေနေဥပ္ပိအိမ်ပြိုးပေါ်မှာမင်းတို့ကြတော့တော်တော်ဟုတ်လားဘယ်သူပဲဘယ်နိုင်ငံမှာပဲနေနေကိုမြန်မာပြည်ကိုပြန်လာရင်ကြတာပဲဟုတ်မြန်မာနိုင်ငံမှာရွှေရွှေရှင်မင်းသားဘယ်သူမင်းမိသားကရရွှေဝါရှင်မလုံနေကြတဲ့အရာလေဟုတ်လားပြောနေရမင်းတို့ဘယ်ဆက်ရမလဲအဲ့ဟုတ်ဟုတ်တယ်လေမင်းတို့ကြီးကဟိုနေပြောနေပေါ့ငတ်နေတာကိုတည်းကပြောကောင်းတာတဲ့ဟုတ်လားအဲ့ထဲမှာတော့ငါမပေါ့တိလာငတ်နေတာကိုတော့ငါပြောမနိုင်ဘူးနော်ငတ်နေတာကိုတည်းကပြောကောင်းတယ်ဆိုတော့မြန်မာပြည်ကြီးပေါ့နော်မနာလို့ဖြစ်ကြတာပေါ့ဗျာနော်မနာလို့ဖြစ်ကြတာပေါ့ အဲ့တော့ဦးစင်နောက်ဆုံးပြောချင်တာကတော့လူတိုင်းလူတိုင်းကတော့အာကိုလို့ရတဲ့တူပဲချင်ပါပါလူလူချစ်တဲ့တူကအာကိုလို့မှမရဘူးဆိုရင်တော့တွစ်ချလိုက်မှာပါပဲသုံးကန်လိုက်မှာပါပဲဒါကတော့အထူးဆန်းမဟုတ်ပါဘူးဆိုတော့ပေါ့ကူတော့ပြောချင်ပါတယ်အားလုံးတော့ပါပဲဗျဒီဗီဒီယိုဖိုင်လေးမှာတော့လေကျွန်တော်ဘာမှမပြောချင်တော့လားအကောင်းပြောတာဆဲလဲမဆဲချင်တော့မတ်တဲ့ခြေသားကိုမအောင်တော့မဆုံးပါဘူးကျွန်တော်ပြောတင်ငန်းခြုံထားပြီးတော့တစ်ဖက်သားပေါ့ဒါလို့ပြောရဲလိုက်မယ်လို့ကျွန်တော်အဲ့လောက်ထိတော့မထင်သားဘူးနော်အော်ဒါဆိုရင်တင်းနေပါလေ မပူနဲ့ဒီကောင်တွေဘက်ကလေဘလို့မှနိုင်လို့မရမယုံကြည်လိုက်လောကကြီးဟာဘယ်တော့မှအဲ့လိုအာတမသမားတွေအတွက်ခွေးယူကောင်းစားတမွန်းတဲ့ပဲမယုံကြည်လိုက်နော်အခုခုဒီဒီဒီအခုဒီဗီဒီယိုမှာသူပြောပါကျွန်တော်အံ့ဩတော့မဆုံးတကယ်အံ့ဩတာတစ်ခုပဲရှိတော့တယ်အော်ကိုကတော့တမမနေ့ဖြစ်နေအမှန်ကတော့တို့လောင်တာဗျသူတိတယ်နော်ဒီဘက်ဆက်ရင်အာလုံးဟိုရောက်တယ်ဆိုတာလေသူတိတယ်မတိတာမဟုတ်ဘာဖြစ်လောင်တာလောင်တာပူလောင်တာ မခံမနိုင်ဘူးဂရုပကြီးဖြစ်ပြီးတော့အနိုင်ပိုင်းအတွင်းလေးဗျာဟိုလူတဦးနှစ်ယောက်ကဝိုင်းပြီးတော့ရော့အင်းဆိုတယောက်ကိုဘတ်9000တသိန်းပေးသွားရဆိုတမျိုးလေတယောက်ကို90တရာစုပြီးတော့ထဲကြတဲ့ငွေကနှစ်နာရီလေးအတွင်းမှာဘတ်ငွေ2သိန်းစုထဲ့တယ်ဆိုတော့ပြည်သူ့ရဲ့ပါဝင်မှုအားကိုကြည့်လေကြည့်လေစဉ်းစားကြည့်အဲ့ဒါနဲ့ဒီကောင်တွေလောင်းနေတာမခံမရနိုင်ဖြစ်နေတာတို့စိတ်ထဲမှာဖင်ထဲကိုဗရတ်ဝင်နေတာငပောက်ကပွင့်လင်းပြောရရင် ဘလို့မှမခံကြီးမခံနိုင်ဖြစ်တော့ပါဆိုကြံမိကြံရမရထွက်ပြောတာဒါပေမဲ့ခုနကထွက်ပြောလိုက်မှပူဆိုးတာနော်ဘာတောက်တော့ဝစားတာပါအဲအဲ့လိုအမှန်တမ်းအပြီးရတာ knowledge ဘူးတူတာမရှိတာငါတလူပြောလိုက်ရင်ငါ့ကိုကြည့်နေတဲ့ဗီဒီယိုမှာကြည့်တဲ့ညီမပြည်သားတွေရုံသွားမှာလားနော်တွေးရမယ်ဟုတ်တယ်မတွေးရမယ်အတူမတွေးနိုင်ဘူးလောဇောကတ်နေတာဘာသောဇောကတ်နေအခုလိုဇောကတ်နေတာ အဘုရုဇောကန်နေဆိုသူသူကောင်းလားဆိုတော့သူမသွင်းနိုင်တော့ဘူးမဝေခွန်းနိုင်တော့မပိုင်းချနိုင်တော့ဘူးเนาะဖြစ်တင်လားမဖြစ်တင်လားပြောတင်လားမပြောတင်လားသူမစဉ်းစားနိုင်တော့ဘူးအဘုရုကဖုံးကောင်းသွားပြီလေဘာမှမမြင်တော့ဘူးအဲ့တော့ခတ်တင်နေအာမင်းညာမလာတိုင်းကားဖွဲ့ရဲနာအမဘာဘုံမခဲလှုပ်ရှားတာနေပြီးမှဟောင်စီနဲ့ပါမိရလေအာအဲ့ဒါဖြစ်နေနန်းတရားတော့ဆားတာဘလို့မတီးလို့မရဘူးဒါဘလို့မတီးလို့မရဘူးဘလို့မတီးလို့မရဘူးသူကဘလို့တီးကြလဲ လူမှသိလို့မရဘူးလေ तू ပဲပြောတာအဲ့ तू ကဘယ်လိုသိလဲဟုတ်လားအပုံစံကြည့်ရတာသူ့အမေမတ်တေရွှေကနင်းညံဗရတ်တိုက်ကားဘွက်မှာတွားပြီးတော့ဖြောပြေးအသုံးတော်ခံနေဖြစ်မယ်အဲ့လိုကနေတိလာတာဖြစ်မယ်ဟုတ်လားအမ်ဘယ်လိုမှသိလို့မရဘူးလေ तू ပဲပြောတာဒါပေမဲ့ तू ကဘယ်လိုသိနေလားဆိုအဲ့ဒါအဖြေပဲနော်အဲ့တော့တစ်ခါကြရင်ကျွန်တော်တွေးတယ်ငါတို့ရီရှင်လုံနေရတာကွာဒီလိုအတန်းစားမျိုးတွေပြန်ပြီးတော့ပြောပြီးလုံနေရတာခါကြရင်လေပြောချင်စိတ်မရှိဘူးကျွန်တော် ဒါမပြောဘဲနေပြန်ရင်လည်းခုနကပြောတယ်ကျွန်တော်တို့တိုင်းပြည်မှာလူသား300ရရှိတယ်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့လူသားတရက်ကဒီစစ်တပ်ကိုတီးနဲ့ထောက်ခံတာအကျော်မျိုးမင်းတို့ကြော်စိုးလူဟာမျိုးပေါ့ဒီလိုဟာမျိုးတွေကိုလည်းကျွန်တော်တို့ကလူလို့စည်ရင်းနဲ့ထည့်ပြီးတော့ထက်သွင်းစရာမလိုတော့ဘူးဒုတိယလူရန်စားကဟိုဘက်ရောင်ရောင်ဒီဘက်ရောင်ရောင်ပျော်စရာရှိရင်ပျော်လိုက်မယ်ဘောမှန်ရှိရင်မှားလိုက်မယ်ဒိုအေးဆိုတဲ့ထအော်လိုက်မယ်ဆိုတော့အဲ့ဒီလူရန်စားတက်တက်တည့်ရရှိတယ်ပြီးရင်တော်လန်ပြည်သူပဲ တော့ဒီချိန်ထိတော်လှန်ရေးဘက်မှာခိုင်ခိုင်မာမာယက်တည်နေတဲ့တော်လှန်ပြည်သူလူထုကိုကျွန်တော်တို့ကအထွေထွေရှင်းပြနေကြမှာလို့အဲ့ဒီလူတွေခေါင်းကကိုယ့်ထက်တောင်အတိမြင့်တဲ့လူတွေအများကြီးရှိတယ်။ကိုမရှင်းပြတဲ့ဒီလူတွေတည်ပြီးသားတယ်။အဘယ်ကိုကဘလို့ဘယ်ဟာဘလို့ဘသူကဘလို့ရှိအကုန်တိဒါတော်လှန်ပြည်သူအများစုကအဲ့ဒီဂွနင်းကကျွန်တော်ပြောတဲ့ဟိုဂျားနေပေါ့အငါတစ်ခါတည်း online ပြီးငါတို့ကဘာမှမပေါ့ဂျားပဲမာနာနဲ့မှန်တာဖြစ်ပါလေဆိုမှဂျားနေလို့ရကြီးလားဟုတ်နမလားဟွန်းဖြည်းဖြည်းလေးလေတစ်ဖက်ကမာနေတာတိနေတယ်သူတို့လည်းတိတယ် မသိတာမဟုတ်ဘူးဒါပေမဲ့တစ်ဖက်ကမှန်တာကိုလည်းသိတယ်ဒါပေမဲ့ဟင်းငါတို့ကကြားနေတယ်အဲအဲ့ဒီလူဒန်းစားမျိုးတွေကြတော့ဒီလိုဟာမျိုးပေါက်ခဲ့ပြောတဲ့ကောင်တွေကိုကျွန်တော်တို့ကလှုပ်ပေးထားလို့မရမသိအဲ့ဒီလူဒန်းစားအဟုတ်နုံနုံဟာဟောင်းဆရာတော်ပေါက်ဆရာတော်ပေါက်ကိုတော့ကတော့မှငစီကိုပြောနေတော့ငစီကဘာမှမပြောဟုတ်လားမသိဘူးအဲအဲ့လိုဖြစ်ပုံပါဆိုတော့အဲ့နာမျိုးကြတော့ကျွန်တော်တို့မပြန်မပြောလို့မရပြန်ပြောပြန်ငယ်ဘုရင်ကပြောခွေးနေဖက်ရိတ်ကြိုက်တော့တူတီကြိုက်တူလဲခွေးခွေးလဲခွေးတယ် ကျွန်တော်အခုတော့ငပောက်ကိုပြန်ပြောရတာရှင်းရှင်းပြောရင်ခွေးတကောင်နဲ့ဖက်ကြိုက်ထားတဲ့နစ်နာအကောင်ပြောတာလမ်းဘေးမှာတွေ့တဲ့ခွေးတကောင်ကိုယ်လာကြိုက်လို့ပြန်ပြီးဒုံးတဲ့မြိုင်ပဲနဲ့ကိုစီဖက်ကြိုက်နေဆိုရင်အဲ့ဒါလေမထူးဆန်းနဲ့ငပောက်ကိုပြန်ပြောထားတဲ့အာမြင့်မြတ်လေးတွေအကောင်ပြောတာငပောက်အစင်ကအဲ့လောက်ထိနှိမ့်ညနေတာဒါဒါကမ်းပေါ်ဝိုင်းကျွန်တော်ပြောတဲ့စကားကနော်အဲ့တော့ဟိုနေ့လင်းအောင်ပြောတာမပြောလို့မရအောင်ဒါကြောင့်မလို့နားလည်ပေးပါဒီဓမ္မဒီလိုမှကျွန်တော်တခွမအောင်ဆဲတော့ပါဘာမတ်တိတ်ချီတားလေးပဲပြောရတယ်။ဘာလို့ဆိုတော့သူ့အတန်အတန်းပါနော်။အဲ့တော့ မတင်ရွှေတာရွှေကြငပောက်ဒါလေးပဲပြောရပါမယ်နော်အဲ့ဒါဆိုရင်ဒုတိတယ်တိတာငပောက်နော်ငပောက်မင်းကပြောမှာကွာအခုမင်းပြောလိုက်တယ်ပုံမိုက်ခဲနဲ့ငစီနဲ့တယောက်တဝက်ပြောရနော်အကယ်၍အဲ့ဒီပုံမိုက်ခဲအတွက်အလူခံပေးတဲ့ငွေမှာဘန်းငွေတစ်ချက်အများကြီးမဟုတ်နော်ကိုစီဘန်းငွေတစ်ချက်ယူထားရင်မင်းကြိုက်တယ်လို့ငါ့ကိုပြောအကယ်၍ကိုစီဘန်းငွေတစ်ချက်တောင်မယူထားနိုင်ရင် ီနေ့ကစပြီးတော့မကြခင်အချိန်တွေမှာမင်းတွေချင်းစိုးနဲ့တွေပြရဲလာယူထားရင်ငါတွေကွာဘယ်လိုလဲငါပေါ့အများကြီးမကြိမ်ဘူးနော်မပူနဲ့မင်းကိုယ်တိုင်ပြောတာဖြစ်တဲ့အတွက်အဲ့ဒီကြိမ်စာကိုမင်းမယူလို့မရဘူးမင်းတွေချင်းစိုးနဲ့တွေုပ်တွေရမယ်မယုံကြည်လိုက်နော်မင်းပြောသလိုငါယူထားရင်ငါထိမှာနော်ညံ့ညံ့တတ်တာပဲအဲမင်းတစ်ဖက်နဲ့မပြောဘူးညံ့ညံ့တတ်တာလေးငါပြောပေးမယ်ဒီလားအေးမင်းပြောသလိုငါမယူထားပဲနဲ့ငါ့ကိုယူထားတဲ့ဆွတ်ဆွဲရင် အဲ့ဒီဟာတွေအကုန်လုံးကမင်းကိုကျိန်းနေအကျိုးပြုတ်ပါစေတာ